အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့အော်တိုဘာလ9ရက်နေ့အင်္ဂါနေ့အတွက် နောက်ဆုံးရမွေးလေဝသခန့်မှန်ချက်တွေကိုတင်ဆက်ပေးပါတော့မယ်အနောက်တောင်မုတ်တုပ်လီဟာဒီကနေ့မှာမြဝကျုံပေါ်ဒေတာကနေအပြည့်အစုံဆုတ်ခွာသွားပါပြီမြန်မာနိုင်ငံရဲ့မွေးရသည့်ကုန်ဆုံးကဆောင်ရသည့်ကိုကူပြောင်းလို့မယ့်အချိန်ခါပဲဖြစ်ပါတယ်ဒါကြောင့်ဒေတာအချို့မှာမွေးရသွန်းတာနဲ့အတူအေးများတဲ့ဆောင်ဝေးသက်ကိုစတင်ခန်းစားရတော့မှာပါရသည့်အကူပြောင်းမှာဖြားနာတာတွေဖြစ်တတ်တာမလို့ရေချိုးချိန်တော့မကြဘူးနွနွထွထွနေကြဖို့တိုက်တွန်းလိုပါရဲ့ရှင် ဒီကနေ့အတွက်မိုးရသုံးမှုခန့်မှန်းချက်တွေကိုပြောရရင်ရှမ်းပြည်မြောက်ပိုင်းရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာစိတ်စိတ်မိုးရနိုင်ပြီးရခိုင်၊ကရင်ပြည်၊စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်း၊နေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာနေရာကျကျမိုးရနိုင်ပါတယ်။ချင်းပြည်၊မကွေးတိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာတော့နေရာကွက်ကြားမိုးရနိုင်ပါတယ်။ဒေသအလိုက်အထူးခန့်မှန်းချက်တွေအနေနဲ့ကတော့မိုင်းဖြဲ၊မိုင်းရောင်၊မိုင်းယူ၊ကျိုင်းလက်၊တချီလိမ့်နဲ့နမ်းဆန်မျိုးတွေမှာမိုးတင်းတင်းကနေမိုးများနိုင်ပြီးနေရာကွက်မိုးကြီးနိုင်ပါတယ်။ ောက်ဖို့ဒေတာတွေဖြစ်တာကြောင့်တောက်ကြရေးစီးဆင်းတာနဲ့ရုတ်တရက်ရေကြီးတာတွေကိုသတိပြုကြဖို့လည်းတိုက်တွန်းလိုပါတယ်။ဒါအပြင်ဖားဆောင်ဖြူတောင်ကိုတာမိုးငယ်မိုင်းမောနဲ့ရှမ်းတရုတ်နယ်စပ်တခြားမှာမိုးနှင်းငယ်ကနေမိုးတင့်တင့်ရွာနိုင်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မမိုးမုံနိုင်ရဲ့အချိန်ကျန်တဲ့တိုက်တွေဟာမြန်မာနိုင်ငံအတွင်းကိုအနေငယ်ဝင်ရောက်လာတာကြောင့်ရှမ်း၊ကချင်ပြည်နယ်၊စကိုင်းတိုင်းထပ်ပိုင်းတို့မှာမိုးရက်သုံးမှုတွေရှိနေတရပဲဖြစ်ပါတယ်။ ကပ်လီပင်လေပင်နဲ့ဘင်္ဂလားပင်လေအော်လိုမှာမုတ်တုတ်လေအားနှင်းငယ်ကနေအားတင်းတင်းသာရှိနေပါတယ်။ဒါကြောင့်မြမပင်လေပင်မှာလှိုင်းတင်းတင်းသာရှိနိုင်ပါကြောင်းပင်လေခီးသွားရင်လည်းကန်ဒီကဝင်ရေလောက်သာဦးကြီးတွေကိုတရင်ောက်ပတ်အပ်ပါရဲ့ရှင်။မိုးကုတ်ဆောင်အကူမှာအစွန်ရရာသီဥတုဖြစ်စဉ်ဖြစ်တဲ့လာနီညာပြပေါ်လာနိုင်တာကြောင့်ဆောင်းရသည်မှာအအေးဖို့တတ်တဲ့ဒေသတွေမှာကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြပါလို့ကြံပြရပါတယ်။ မူလဝတ္ထဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေရကြောင့်ကျွန်တော်တို့ CG platform ရဲ့နောက်ဆုံးရမူလဝတ္ထခံမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပြီးမြင်တိုင်းရခံလိုပါတယ်။ CG platform ရဲ့မူလဝတ္ထခံမှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးကြတဲ့အားလုံးတဘာဝဘီစစ်ဘီတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျွန်မစီတီကဆုတောင်းပေးပါရရှင်။မိမိတို့ data တွေမှာဖြစ်ပေါ်နေတဲ့မူလဝတ္ထနဲ့ရတဲ့ဥတုဖြစ်စဉ်တွေကိုလည်း comment မှာရေးသားမျှဝေပေးခဲ့ကြပါဦးရှင်။